ကဲမနေ့ကဖြစ်ပြသွားတဲ့စိန်ရွှေယတနာပိုင်ရှင်ကိုထွန်းနဲ့ဒီဝန်ထမ်းကောင်လေးတို့နဲ့အဖြစ်ပြပေါ့နော်ကိုထွန်းရဲ့ဆွဲထုတ်တယ်ဆိုတဲ့လက်ပါတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျားတွေကနေဝေဖန်လီကံပဲပေါ့ဗျာနော်ဝင်နေရကိုလက်ပါပါနော်ကျွန်တော်တို့ထိုးတာပါနော်ကျွန်တော်တို့ထိုးတာလုံးဝမကျေနပ်ပါဘူးဒီစားတကယ်တော့စိန်ဆိုင်ပိုင်ရှင်ကိုထွန်းထွန်းကကျွန်တော်တို့ထိုးတာပါကျွန်တော်တို့ထိုးပြီးဇူးတွေမောင်းထပါရယ်နော်ဇူးတွေဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါလုံးဝသာမင်းဆက်ကွက်မမြင်ချင်းဇူးတွေပြောပါရယ်နော်ကျွန်တော်တို့လုံးဝထိုးတာပါမကျေနပ်ပါဘူးအဲ့ဒါ ဒီကျွန်တော်တို့လည်းကျွန်တော်မိသားစုလည်းချင်းချက်ပါတယ်မိမိသားစုကြီးရောမင်းရောဘယ်လိုလုပ်ပြလို့ရလဲဆိုကျွန်တော်ချင်းချက်ပါတယ်နော်ကျွန်တော်လုံးဝချင်းချက်ပါတယ်ဟုတ်ဒီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရင်နော်ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရင်ခွေးမောင်းသူလို့မောင်းထုတ်တာပါဒီမှာအခုဒီကိစ္စကကျွန်တော်တို့ခွေးမောင်းသူလို့မောင်းထုတ်တာပါကျွန်တော်ကဘာဖြစ်မှမရှိဘဲကျွန်တော်တို့ခွေးမောင်းသူလို့မောင်းထုတ်တာပါဒီမှာဒီနာဒီကိစ္စကဒီမှာကိုထုံလုံးဝင်ကကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလို့မောင်းထုတ်တာပါကျွန်တော်တို့သူတို့ထွက်တော့ထွက်တော့ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းတို့မောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိဘဲနဲ့ ကျွန်တော်တို့ဆဲလဲဆဲပါတယ်ချင်းချင်းချောက်ပါတယ်ကျွန်တော်ဆိုရင်ဘာလို့မှသားရောမင်းစက်ခွက်မမြင်ချင်ဘူးရောပြောပါတယ်ပြီးလို့ရှိရင်အဲကျွန်တော်တို့မိသားစုတွေဒုက္ခပေးမယ်လို့ပြောပါခင်ဗျာကျွန်တော်အခုနေတခုခုဖြစ်သွားလို့ तू ကလာတတ်တော့တခုခုဖြစ်သွားခိုင်းလဲ तू တတ်တာပါပဲเนาะကျွန်တော်တခုခုဖြစ်သွားဒါဒါဂုရိယတာသူ့ရဲ့ဒီကိုထွန်းရဲ့အမားကိုပဲပေါ့နော်ပြောတာနော်သူပါလုံးမိလို့လဲဆိုတော့မပါသေးဘူးအလုံးလဲတိပီဖြစ်မှာပါဒါပေမဲ့တစ်ချက်ကြည့်ကြအောင်ကျွန်တော်တို့ပြီးမှဝေဖန်လေခံကြတာပေါ့ဗျာနော် ွားခဲ့တယ်သူတက်တာပါကျွန်တော်ကိုလာပြီးချင်းချောက်ပါကျွန်တော်ဝင်နေတာသိရင်မလားသူ့ကိုဘာလို့ပြလို့ရတယ်ကျွန်တော်ကိုအများကြီးချင်းချောက်ပါရင်နော်ပဲရည်ရနာပိကေတော့စိမ့်ဆိုင်ပိုင်ရှင်အကိုထွန်းထွန်းကကျွန်တော်တို့မောင်းထုတ်ပါရနော်မောင်းထုတ်လို့မကောက်ကျွန်တော်တို့လည်းထိုးပါရထိုးကျွန်တော်တို့လည်းချင်းချောက်ပါရနော်ကျွန်တော်တို့လည်းအများကြီးချင်းချောက်ပါရမိသားစုကိုလည်းလုံမာရောပါရောမိစိုက်တာလုံတရောပါရောကျွန်တော်တို့ကျွန်တော်တို့မောင်းထုတ်ပါရမှာနော်သူ့ကိုလည်းမောင်းထုတ်ပါရနော်သူ့ကိုလည်းမောင်းထုတ်ပါရသူ့ကိုလည်းထွက်ဆိုပြီးကျွန်တော်တို့လည်း ွဲချတာပါသူတို့ထွက်ထွက်ထွက်ဆိုပြီးတော့ကျွန်တော်လည်းသူတို့အခုချက်ချင်းထွက်အခုချက်ချင်းထွက်ဆိုကျွန်တော်တို့ထိုးပါရယ်နော်ကျွန်တော်မျက်နှာကိုလည်းထိုးပါရယ် CCTV လည်းရှိပါရယ် CCTV ပြန်ကြည့်လို့ရတာကျွန်တော်တို့ထိုးပါရယ်နော်အဝါသူတမီးနဲ့ကျွန်တော်လည်းတစ်တော့တင်လို့ရတစ်တော့တင်လာကိုကျွန်တော်ကပြောလို့ရပြောလို့ဆိုပြီးကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာပါဒီမှာပါကျွန်တော်ထိုးပြီးတော့အတင်းနဲ့မောင်းချတာပါမောင်းချအောင်လည်းမကောက်ကျွန်တော်လည်းချင်းချောက်ပါရယ်တမီးသားစုလုံးဒုက္ခပေးပါရယ်ရောမိသားစုလည်းဒုက္ခပေးပါရယ်ကျွန်တော်ချင်းချောက်ပါရယ်နော် နော်ကျွန်တော်လာတက်သွားရင်တော့ကျွန်တော်အမှန်တရားဖော်ထုတ်မှာပါနော်ကျွန်တော်ကနေနှောက်ထိုးတာပါနော်ကျွန်တော်အင်းနာကိုထိုးတာပါနော်ကျွန်တော်ကိုထိုးတာပါနှောက်ထိုးပြီးတော့ခွေးမောင်းသူလိုမောင်းထုတ်ပါရယ်နော်လုံးဝကိုကျွန်တော်ကျွန်တော်လာတက်တော့ကျွန်တော်တိတ်သွားခဲ့ရင်သူတက်တော့လို့ကျွန်တော်တိတ်သွားခဲ့ရင်တော့ကျွန်တော်အမှန်တရားဖော်ထုတ်တော့မှာပါနော်ကျွန်တော်အဲ့လိုမျိုးလောက်တာကျွန်တော်လုံးဝမကျင်တတ်ပါဘူးနော်အင်းကျင်နိုင်တဲ့မျိုးလောက်တာလုံးဝမကျင်တတ်ပါဘူး တော့အကောင့်ထဲမှာတင်ထားရတယ်နော်ကျွန်တော်အကောင့်ထဲမှာတင်ထားပါတယ်အကြောင်းစုံလေးကိုကျွန်တော်အကောင့်ထဲမှာတင်ထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့အဲ့ဆိုင်ရနေထွက်လာပြီးခဲ့တယ်ကျွန်တော်ရဲ့အကောင့်ကပစ္စည်းပစ္စည်းကိုလည်းရေဘက်ကိုလည်းတခြားဆစ်ပေးခဲ့ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းအကောင့်လုံးကိုလည်းတခြားဆစ်ခိုင်းပါတယ်ဆစ်ခိုင်းပြီးမှထွက်လာတာပါနော်ကျွန်တော်ပစ္စည်းအကောင့်လုံးဆစ်ခိုင်းပြီးမှထွက်လာတာပါကျွန်တော်ကိုင်းတဲ့ကောင်တာပစ္စည်းအရေအတွက်ကအရေအတွက်ကအဲ့ရေအတွက်ကအဲ့ပစ္စည်းဆစ်ကြောင်းဆစ်ကြောင်းတော့တခါရဲ့ကျွန်တော်အကောင့်လုံးကိုဆစ်ခိုင်းပြီးမှထွက်လာတာပါနော်ဟုတ်အခုရေတိုင်ဆိုလဲရေတိုင်လိုင်းရင်လဲ ငွေများတရားနိုင်မယ်ဖြစ်မှာတိလားအခုကကျွန်တော်အမားတစ်ခုမှမလုပ်ထားပဲနဲ့ကျွန်တော်အမားတစ်ခုကြောင်ဆိုကျွန်တော်ထိုးရင်ကျွန်တော်ထိုးခံနိုင်တယ်ကွာနေုံလီတူတူအမားဘာလဲဆိုတော့အခုချိန်ကြီးပြောတာတော့မတွေးသေးဘူးပေါ့နော်အတူအမားတစ်တော့ဆော့တာဆိုတော့ तू ပြောတယ်တစ်တော့ဆော့တာမှန်တယ်သူသမီးနဲ့ပါလို့ तू ပြောအောင်မယ်ထင်ပါတယ် ကိုမားတူလို့လည်းကိုကိုထိုးမယ်ဆိုဖိုးခန့်နေတယ်အခုကသူ့ရဲ့တမီးနဲ့အတူတူတက်တော်လေးဆော့ပြီးတင်လိုက်တာအဲ့တင်လိုက်တဲ့အရာတစ်ခုကိုသူကအဲသူကနေကျွန်တော်လာပြောရင်မတင်နဲ့မတင်နဲ့အကြောင်းမတင်နဲ့မတင်ဖို့ပြောရယ်ပေါ့ပြောရတဲ့အချိန်မှာဟိုဟာ ကျွန်တော်လည်းဩကျွန်တော်ကိုယ်တိုင်းတင်လာတင်ရိုက်ရဲ့အချိန်မှာသူကိုယ်တိုင်းလာရှုပ်တာလာရှုပ်လို့ကျွန်တော်ကလာရှုပ်လို့လာရှုပ်တဲ့အကြောင်းပြောတာပြောတာကျွန်တော်သူ့ကိုရှင်းပြရှင်းပြတဲ့အချိန်မှာမင်းကဘာကောင်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ကိုလာပြီးထိုးမယ်လို့လုပ်တာအဲ့ဒါကျွန်တော်ကနေပြီးတော့ကျွန်တော်ထိုးရင်ထိုးရင်ထိုးတော့ကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ကျွန်တော်ပြောတာအဲ့ဒါကိုတော့ကျွန်တော်ထိုးလိုက်တာဒီဘက်ကိုထိုးရတယ်နော်ထိုးမယ်ကျွန်တော်သူ့ဘာမှပြန်မလုပ်ဘူးနော်ထိုးလေထိုးလေထိုးပြီးတော့ကျွန်တော်ကိုငါလုံးမသာမင်းဆောက်ခွက်ကိုမမြင်ချင်ဘူးမင်းအခုချက်ချင်းငါဆိုင်နေရထွက်သွားလို့ပြောတယ်ပြောတော့ကျွန်တော်ကကျွန်တော်လာတာရှင်းပြီးကျွန်တော်ထွက်သွားမယ်ဆိုကျွန်တော်လာတာရှင်းပြီးရှင်းပြီးပြီးတော့စွတ်တီမောင်းထိုးတာမင်းဆောက်ခွက်မမြင်ဘူးမင်းချက်ချင်းအခုချက်ချင်းထွက်လိုက်တော့စွတ်တီကျွန်တော် တင်မောင်းထုတ်တာနော်ကျွန်တော်ဘာမှအမှားလောက်ထားမှုအဲ့ဒီတစ်တော်လေးပဲတင်ကြီးอ่ะတစ်တော်လေးတင်ပြီးအဲ့ဒီအကြောင်းကိုကျွန်တော်ရှင်းပြလိုက်တာနဲ့အဲ့လိုဖြစ်သွားတာနော်ဟုတ်ဒီနော်ဒီတစ်တော်ပါနော်ဒီတစ်တော်ကိုကျွန်တော်ကဟုတ်ပေါ်စားရဲဟုတ်ပေါ်စားသွားရင်ညနေပေါ့ညနေကျွန်တော်တို့အလုပ်ပြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော်ဟုတ်ပေါ်စားသွားမယ်ဆိုတော့အပြင်ဝစားလဲလဲတော့ရိုက်နေတာရိုက်နေတာမှဖွေးဖွေးရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာဆိုတော့ကျွန်တော်ဖွေးဖွေးမရှုပ်နဲ့ရှေ့ရနေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရလဲ၃လေးခေါက်တော့ तू က စီရနေလိုက်ဆိုတာချိုးချိုးရိုက်ရိုက်ပြီးတော့တုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုသွားလိုက်တာတော့ကြာအဲ့တုံးဖို့ကြံ့နေအဲ့တုံးဖို့တော့မှသူ့ပါနေပါတော့ကြာကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်ရဲတင်ပြီးတော့အမအမြင်တော့အချိန်မှာမပိုးချပြုခင်ဒါလေးကိုမြင်သွားအချိန်မှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ဆိုင်ပြည့်ရဲ့ messenger မှာကျွန်တော်ကိုလာပြောတာအဲဒီဝန်ထမ်းနေနဲ့ကလေးနေနဲ့ passing နဲ့ကောက်မှာတင်ဝင်းမရှိဘူးလို့လာပြောတယ်ပြောပြီးတော့ကျွန်တော်ကအဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလဲပြောပြီးတော့ကျွန်တော်ကအဲဆိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲနဲ့ပေါ့နော် ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲသူကလာဆုပ်တဲ့ဟာကိုအဲကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြီးဒီနေ့ကျတော့ကိုတို့လုံးရမင်းရဲအဲ့လိုမျိုးပြောရလားမင်းကငါတမျိုးအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လဲကျွန်တော်လာပြောတာပြောပြီးတော့ဟုတ်တယ်ကျွန်တော်ကလို့တစ်တော့တစ်တော့လိုက်နေအောင်သူကလာဆုပ်တာဆိုအဲ့ဆိုရင်လည်းမင်းရဲမပိုင်းဟာတင့်လေးတဲ့မပိုင်းဟာဒီကျွန်တော်သုံးပုံလုံးရထားသုံးပုံလုံးပါနေရတယ်ရမ်းမတင့်လိုက်တာလို့အဲ့လိုပြောပြောပြောသူကကျွန်တော်နောက်ကိုကတ်လာပြီးမင်းကဘာကောင်လို့လဲကျွန်တော်ထိုးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့ဒါသူကကျွန်တော်ထိုးချလိုက်တာ နော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထုတ်ရထုတ်လိုက်ပြီးလဲပြီးတော့မင်းဘာလို့မှကမင်းစောက်ွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့ဆိုင်ထဲကထွက်သွားတယ်အဲ့နဲ့အရင်ထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပေးလို့ပြောပြီး तू ကလာစာရှင်းပေးရရှင်းလိုက်ရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ွက်ကိုမမြင်တော့ဘူးလားဘာလို့မှကမင်းထွက်လိုက်တော့ပြီးရင်လည်းမိမရင်တိုက်တဲ့နေရာတိုက်သူလို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်မင်းသူ့ရဲ့လိမ့်စာကိုပါသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိတယ်သိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့တယ်မယ်ကျွန်တော်ဘာမှမလုပ်ထားမှုဘူးချက်သူလို့လုပ်လို့ရတယ်အေးမိမိသားစုပါဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ကြာဖြစ်တယ်ကျွန်တော်ပြောပြောမောင်းချလာသူတည်မောင်းချကျွန်တော်လည်းထွက်လာထွက်လာအခုလုံးဝဝန်ထမ်းပြောင်းနေပိုင်ရှင်တားကဘလို့ပဲပြဿနာဖြစ်နေပြီဒီကိုထီးလေးရလောက်စားတောင်တချမ်းမှမရှိဘူးကျွန်တော်ကိုထီးလေးရလောက်တာလုံးဝမကျင်နေပါဘူးเนาะကြီးနိုင်ငံချင်းလောက်တာပါဒါလုံးဝ ကြီးနိုင်ငံကြီးလောက်တာပါလုံမဟုတ်မတရားမှုပါเนาะလုံမဟုတ်ကျွန်တော်လုံမဟုတ်တင်းကြီးခံနေပါဘူးကျွန်တော်တို့လာတက်သွားတယ်ကျွန်တော်တည်သွားခဲ့တော့ကျွန်တော်ကကြော်နေမှာเนาะဟုတ်ကဲ့โอเคโอเคဘောပေါက်တော့ရပါเนาะဒီအကိုလာညီလာမသိဘူး तू ကဆိုင်မှာအလုတ်သိမ့်မိဖြစ်တဲ့အတွက်ကြောင့်အပြင်သွားပြီးအပြင်သွားတော့မှမလို့ဒါမသွားခင်တိတော့ဆော်တယ်သမီးသူတို့ရဲ့ဒါကိုထွန်းရဲ့သမီးကဝင်ပြီးတော့တိတော့ဆော်တာပေါ့နော်ခလေးတဘာဝလားဘယ်လိုပြောရမလဲအတူတူဝင်းဆော်တာလားဘယ်လိုလို့ပြောရမလဲ သူပြောပုံရသူပေါ့ဗျာဗီဒီယိုထဲမှာပါနေရပေါ့နော်ပါနေတယ်၃កောက်ဖြစ်တယ်၃កောက်လုံးမှာပြန်ပါနေတယ်ဒါနဲ့သူကလည်းဒီတိုင်းမထားလိုက်တော့တယ်ဒါနဲ့သူကပြီးတော့အဲ့ဒီဗီဒီယိုကို online မှာတင်လိုက်တယ်တင်လိုက်တော့ဒီမပိုးကြဗီခင်ကအလုံးပြေမတင်ကြာနေပြီးတော့လာပြီးစကားပြောတယ်ဒီဝန်ထမ်းနဲ့သားသမီးနဲ့ကလေးနဲ့အဲ့လိုမျိုးဘောနောဗီဒီယိုတွေဘာတွေမတင်အောင်လို့ပြောတယ်ပြောလိုက်တယ်ဟုတ်ပြီအဲ့ဒါဒီအကိုဒီညီပဲထားပါဒီညီကဖြတ်လိုက်ရပြီအာသူပြောတယ်မှာ ဒီဗီဒီယိုသူကဟိုကမပို့ကြပြီခင်ပြောလိုက်တော့ပြက်လိုက်ပြီဆိုတော့မပါဘူးတင်ထားတာကိုပြန်ပြက်လိုက်ပြီဆိုတော့မပါဘူးအဲ့တော့အဲ့ဒါတော့ဒီညီဘက်ကကျွန်တော်အနေနဲ့လူတယ်လို့ညီနေဟိုဘက်ကပြောလာရင်ကိုဘက်ကဝိတရရတာဘရင်ကပြောလာတဲ့အတွက်ကြောင့်ဖြတ်ပြရမယ်ကျွန်တော်တို့ဒီ public ဒီပန်းညက်နေဘယ်ဒီပဲသွားသွားပေါ့နော်ခရီးတွေဘာတွေပဲသွားသွားဒါတချို့နေရာတွေဆိုလို့ရှိရင်သူတို့က ဒီအများပြည်သူတွေရဲ့မျက်နှာတွေပါတာမကြိုက်ဘူးလို့ဘာလို့ဆိုလို့ရှိရင်ကို့မှာတင်ခွင့်လောက်ဆောင်ခွင့်မရှိဘူးပေါ့နော်ခုလည်းပဲလိုပဲပေါ့အဲဒါပေမဲ့ညီကနောက်တနေ့ရောက်တော့ကိုထုံးကလာပြီးတော့မင်းကအဲ့လိုအဲ့လိုပဲပြောပြီးတော့ဒါဆွဲထိုးတယ်ဆိုတော့ကိုထုံးဘက်ကလည်းပဲလက်တော့မပါသေးဘူးမှန်းနေဒီလောက်ကြီးတိပြောဖို့ဆိုဖို့တော့မသိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီဟိုတာသမီဇောဆိုရင်တခြားစကလုံးနေနဲ့ပြောလို့ရဒါချင်းချောက်တဲ့စကားနဲ့ဆွဲထိုးတာပေါ့နော်ကိုထုံးဘက်ကလုံးနေအဲ့ဒီညီဘက်ကလည်းဟိုအမက မနစ်ကလေးကနေအတိပေးပြီးတော့စကားပြောကလေးကနေဒီတင်းထားတာကိုပြန်ပြီးတော့ဖြတ်ထားပြီးတင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်တော့အတယောက်နဲ့တယောက်ကတော့ဒီချိန်မှာဘာမှအမုန်းနေပွားနေတာမျိုးတော့မကောင်းဘူးပေါ့ဗျာနော်ပြန်လဲတင်းမြတ်တာပဲကောင်းပါတယ်ဘယ်ဟာဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့လက်ရှိအနေထားတော့ဆိုင်မှာပြန်အလုပ်လုပ်ဖို့ဆိုတော့မဖြစ်နိုင်တော့ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ရဲ့ကြည့်ရှုသူတွေရဲ့အမြင်ကိုလည်းပဲ comment မှာဝင်အောင်မချက်ရေးပေးသွားကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်